ခမားနဲ့ကျွန်တော်လည်းလွဲခဲ့တယ်သူတို့တွေလည်းလွဲခဲ့ကြတယ်မန်နင်းစီမမြင်နိုင်တဲ့ကန်ဂျာဆာဝန်ဝိုင်းကြမှာခမားနဲ့ကျွန်တော်ကလွဲခဲ့ကြတယ်မန်နင်းစီကျော်ရကင်းသားနေရာလေးမှာကျွန်တော်တို့ဖြတ်သန်းရမယ်ဆိုလည်းဖြစ်တယ်ဆိုတော့ခမားရဲ့စကားကပုံမြင်တဲ့ပုံပြနေပဲအဆုံးသတ်သွားလိမ့်မယ်လို့ဘယ်သူကထင်ခဲ့မှားတယ်လေမမြင်ရတဲ့အနာဂတ်မှာကျွန်တော်တို့နှစ်ယောက်အိမ်မက်ကတိတ်ကိုလှလိုက်တာဆိုတော့ဂျီနူနေတုံးမှာပဲခမားနဲ့ကျွန်တော်ကလွဲသွားခဲ့ကြလို့ပဲပြောချင်ပါတယ်ကြာအောင်ချင်းခမားမှာငါတို့ဘယ်ထားမှလွဲသွားခဲ့ကြလဲဆိုရင်စားသားလို့ခမားနဲ့ကျွန်တော်လည်းဘယ်နာလေးမှလွဲသွားခဲ့ကြလို့ပဲမေးချင်ပါတယ် အရေးအိမ်နဲ့ချက်ပြီးတော့ဝေးကိုမျောကြည့်မိတိုင်းခမားကြီးပြန်လေးကဆာနောက်ဆုံးခမားရဲ့ရွှေသမီးမျက်လုံးလေးတွေကိုပြန်လှည့်ပြီးတော့နေအောင်ပြီးတော့ပါပဲခမားနဲ့ကျွန်တော်နဲ့လည်းလွဲခဲ့ကြတယ်နောက်ပြီးတော့သူတို့တွေလည်းလွဲခဲ့ကြတယ်မန်နင်းစီလွဲဆောင်မှုတိုင်းကမတူညီကြပြီမဲ့လွဲဆွဲစကလုံးလေးကတော့ဒူဒူပါပဲမန်နင်းစီရော်နယ်ဒိုလည်းလွဲတယ်ဟာလန်နဲ့လွဲတယ်နောက်ပြီးတော့ဖရန်ဒရက်စ်နဲ့ရီတက်ဗီဒီယိုလည်းလွဲခဲ့ကြလို့ပြောရင်သူတို့တွေကဘာလဲလွဲခဲ့ကြဆိုပြီးမေးခွန်းတွေမေးစရာတွေပေါ်လာခဲ့ကြမယ်ထင်ပါတယ် ဗီဂန်ညာကစားကြတဲ့ကမ္ဘာပလားခြေစပွဲအစီအစဉ်မှာပေါ်တူဂီသင်းအတွက်ရရှိခဲ့တဲ့ပန်နတီကိုရော်နယ်တို့တယောက်ကန်သွေးရမှာလွဲခဲ့တယ်လို့နော်ဝေးနဲ့အစ်စရေးတို့ရဲ့ပွဲစဉ်မှာလည်းဟာလန်တို့ကပွဲစား9မိနစ်မှာရရှိခဲ့ပန်နတီကိုလွဲသွားခဲ့ပြန်ပါလိမ့်မယ်။သူတို့နောက်တင်မဲလားဆိုရင်တော့စပိန်အသင်းတို့ကမိနစ်30မှာရရှိခဲ့တဲ့ပန်နတီကိုဗာရန်တိုရက်စ်ကကန်သွေးရမှာလွဲသွားခဲ့ပြီးတော့သူနဲ့အတူချိန်ထဲမှာပန်နတီရရှိခဲ့တဲ့အီတလီသင်းရဲ့ပန်နတီတွင်းကုန်းမှာလည်းအီတလီတိုင်းစမူရီတက်ကူရပန်နတီလွဲချော်သွားခဲ့တာမြင်တွေ့ခဲ့ရပါလိမ့်။ဒါမှမဟုတ်တိုင်းဆိုင်မတကူတက်တက်များသာဖြစ်တယ်ဆိုမြေဂျိုနီချန်စီမူတကူလားထင်မဲရအောင်ပန်နတီကန်သွေးမှုတွေကညညအတွင်းမှာပဲအကုန်လုံးလွဲချော်ကုန်ကြတာပါ။ နော်ဝေးအတွက်ဟာလန်ကပန်နယ်ကို2ချိန်တိတိကန်းဝင်ရခဲ့ပြီးတော့2ချိန်သုံးလွဲသွားခဲ့ပြီးနော်ဝေးနဲ့တူဟက်ထရစ်သွင်းဖို့တော့ရယူသွားနိုင်ခဲ့ပါတယ်။နော်ဝေးကလည်းအစ်စရေးကို9ခုပြန်နဲ့အနိုင်ရသွားခဲ့လို့ဟာလန်နော်ဝေးသင်းကလည်းကဘာဖလားပြိုင်ပွဲမှာဝင်ရောက်ခွင့်ရဖို့အတွက်ဂျင်နီတီကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။စပိန်သင်းက Foreign Torres ကပန်နယ်လွဲသွားခဲ့ပြီးဂျော်ဒီအောစပိန်ကို9ခုပြန်နဲ့အနိုင်ရသွားခဲ့ပြီးသူတို့တွေကကဘာဖလားခြေစပွဲမှာ3ပွဲကစား16သွင်းပေးကုန်မရှိဆွဲမှတ်တမ်းနဲ့ဂျာမန်ကိုမတ်တီရှားဝေးထားခဲ့ကြပြီလည်းဖြစ်ပါတယ်။အိုင်လန်နဲ့ကစားခဲ့တဲ့ပေါ်တူဂီသင်းကလည်းရော်နယ်ဒိုတယောက်ပန်နယ်လွဲချော်ခဲ့ပြီလည်း ရိုဘင်နီဘက်ဆက်နောက်ကျသွင်းကုန်းတဲ့အတူဒဂိုးကုန်းရှိတဲ့နိုင်ရသွားခဲ့ပြီးတော့ပေါ်တူဂီတန်ကရန်လိုပင်နိုင်ဝဲနဲ့အတူကဘာဖလားပြိုင်ပွဲဝင်ဝင်တွေခီးဆက်ခဲ့ကြပါလိမ့်။နီဘီယာကရူဆွဲလောက်မှာကိုသွင်းချမ်းတဲ့အီတလီကလည်းအက်စိုနီယာကွင်းမှာသွားဥစားခဲ့ပြီးတော့မိနစ်30မှာရရှိခဲ့တဲ့ပန်နာဒီကိုရီတက်ကွီတယောက်လွဲဆော်ခဲ့မဲ့38မိနစ်မှာသွင်းခဲ့တဲ့ရီတက်ကွီရဲ့သွင်းကိုပါဝင်3ဂိုးတိုးကိုဆယ်ရလာနေတဲ့နိုင်ရရှိသွားပြီးတော့နော်ဝေးနဲ့ခြေတော်မှုကိုအခွင့်ရရဖို့အတွက်အသင်းရှိနေခဲ့ကြပါလိမ့်။နော်ဝေးနဲ့အီတလီကအုပ်စုတွင်းမှာအတူတူပါအကြောင်းနေခဲ့ကြပြီးနီဘီယာစပယ်လတီလက်ထက်မှာအီတလီကနော်ဝေးသင်းကို3ဂိုးပြတဲ့အတူအဆုံးပေးထားခဲ့တာဖြစ်ပါလိမ့်။ ဒီကိစ္စကစားခဲ့တဲ့ပွဲစဉ်မှာ Ronaldo, Haaland, Ferran Torres နဲ့ Vidalio ဟာဘန်နရီကိုစီလွဲခဲ့ကြရမယ်။သူတို့တွေရဲ့အသင်းတွေဟာနိုင်ပွဲတွေကိုစီအားသွားခဲ့ပြီးခြေစဝဲအောင်မှုတွေအချိန်လေးကောင်းတွေပိုင်ဆိုင်သွားခဲ့ကြရမယ်။ Ferran Torres ရဲ့လွဲချုံမှာတော့နောက်ဆင့်စွာမရှိတော့ပဲဝေးကွာခြင်းတွေနဲ့သာဆုံးသတ်သွားခဲ့လို့ပဲပြောရမှာဖြစ်ပါတယ်။တချို့သောလွဲချော်ခြင်းတွေကကောင်းမှုတွေဖြစ်လာခဲ့ဆိုမယ်။ခင်ဗျားနိုင်ငံကျွန်တော်ရဲ့လွဲချော်ခြင်းကတော့လွမ်းမှုတက်တက်ဖြစ်လာခဲ့လို့ပဲပြောရမှာဖြစ်ပါတယ်။ โอเคပါဒီဗီဒီယိုလေးကတော့ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးကျူးကြဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျစုံလိကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်